လာရလမ်းကြောင်းကတချောင်းပဲရှိတယ်။အသာတောင်းတဲ့အနေထိုင်ပဲအဲ့ဒီကနေလာတာ။ပြန်ထွက်သွားမှလည်းအဲ့ဒီတလန်းလေးကပဲထွက်မှာပဲ။ဘယ်မှထွက်ကြမရှိဘူး။နော်ဇေဝတ္တဆာတော့ယာယီတားပြီးုံပဲရှိတယ်။တချို့တချို့ယောဂါတွေကသူတို့တားယုံပဲတတ်နိုင်တယ်။ရောက်တယ်ဆိုတဲ့အချင်းကမရှိပါဘူး။နော်အပီးမပြောက်တဲ့ယောဂါတွေဆိုတာအစီလောကမှာရှိပါတယ်။အဲဒါပေမဲ့ ဒီယောဂဘေးကလာတယ်လေဆိုတာတော့ခုနဦးဇင်းတို့ပြောကြတယ်မူရင်းအချက်ကအဲ့ဒါဒီချပါပဲနေထိုင်နေအစားအသောက်ကလာတာအကြီးပဲနောက်ရေးဖို့ချင်နေမျိုးမှာစိတ်ကိုဘယ်လိုထားပြီးတော့ဘာကအဓိကလဲဆိုတာဒါလည်းပဲဟိုကိုကိုသဘောနဲ့ကိုပြောတာမဟုတ်ပါဘူး အတ္တတပတ္တတကာယတင်္ခါရောအပြီးတော့မှမအောင်ရှင်တို့သင်ခဲ့ရတယ်။ကာယဆိုတဲ့ဒီခန္ဓာကိုယ်ကြီးဘယ်အရာကအဓိကသန္နာကိုယ်ကိုပြုပြင်ပေးနေပါသလဲဆိုတာအတ္တတပတ္တတဆိုတဲ့ဝင်လေထွက်လေရခန္ဓာကိုယ်အဓိကပြုပြင်ပေးနေတာတဲ့။နော်အဲ့ဒီလေမမဝင်လေရပ်သွားတဲ့နဲ့တခါတည်းပြတ်သွားတယ်။နော်ကျန်တာတွေကမှလည်းလေ ဒစိတ်တရေသားအဖြစ်ဖြစ်စီဒစိတ်တရေသားအဖြစ်ရပ်ဆိုင်နေမယ်အကုန်လုံးမရပ်ဆိုင်နေနဲ့အကုန်လုံးမရပ်ဆိုင်တဲ့ကိစ္စတွေရှိတယ်။ရော့တော့ဟာသူတို့ဆိုင်ရှင်နေ။နော်ဒီလေရတော့လေပြတ်တာနဲ့တပြိုင်နဲ့အအကုန်လုံးရပ်ဆိုင်သွားမှာ။နာဒါလည်းအခုပြောတယ်နော်။သာဘေရပြောရင် အတတပတ္တတာကာယသင်္ခါရောယမိုက်ယမကဆိုတဲ့အပြီးဓမ္မာပေါ့အဲ့ဒီကျမ်းထဲမှာပါပါတယ်။အဇယဝနေရဲ့အခြေအနေကဲခတ်ကြည့်လိုက်ရင်အရေးပေါ်အခြေအနေဆိုတာအောက်ဆီဂျင်ပြေးချိတ်တာပဲဒါပဲ။ဒီပင်ဟာကြီးကတော့နောက်လုံကြတာပေါ့။အဲ့ဒါလက်တွေ့သဘောနဲ့ဟိုမှာစာနဲ့ဒါလေးရှင်းကြည့်လိုက်ရင်ဟိုလုံးဝကြီးအတိအကျပြောလို့မနေနိုင်တော့မှဖြစ်နိုင်ချေ နော်ရှင်း70ရာခိုင်နှုန်း90ရာခိုင်နှုန်းလောက်ထိဖြစ်ပါတယ်နော်ဖြစ်နိုင်တယ်ဒီကြိုကြတော့ဦးဇင်းတို့ပြောတယ်အဲဒါဦးဇင်းတို့ပြောနာကိုစိတ်ကြီးနဲ့ရှောက်ပြောနာဟိုတွေးကြည့်နေဆိုမဟုတ်ပါဘူးဒီလက်တွေ့သဘောနဲ့ဒီလက်တွေ့သဘာဝနဲ့ဖြစ်စဉ်နဲ့တရားသဘောကိုနော်ဖြစ်စဉ်နဲ့တရားသဘောညှိနှိုင်းပြီးပြောပါ ဒီဉာဏ်တင်းတော့ကောင်းဆိုတယ်ရံပြောလို့မရပါဘူး။ဘယ်ရမရံပြောလို့မရဘူး။ဟောရံပြောတဲ့အုပ်စုကတတ်တတ်ရှိတယ်။ထင်ရှားလျှောက်ပြောပြီးတော့ဘာတက်တည်မှလည်းမရှိဘူး။လှုပ်ခြင်းကလှုပ်ခိုင်းစိတ်ထဲပေါ်ခြင်းကပေါ်ပစာရေပြောခြင်းကပြောဆိုတာအဲ့ဒီအဲ့ဒီဟာတတ်တတ်ရှိတယ်။အဲ့ဒါတွေကလည်းပဲအခုဒီအစီအစဉ်တကြပြောတဲ့အခါမှာပြန်ကြည့်တွေ့ရတယ်။ဟိုကဗျံပရာပြောနာနဲ့အစီအစဉ်တကြပြောတာနဲ့အများကြီးကွာ။ ပြောနိုင်တဲ့အခြေအနေနဲ့ဒီယုတ်တိဆိုတဲ့သင်လျော်မှုသဘာဝယုတ်တိသဘာဝမှာဒီလိုဖြစ်နေတယ်အာဂမယုတ်တိစပေမှာဒီလိုရှိတယ်ဇာတကယုတ်တိဆိုတာဇာလန်တရုပ်ဆောင်နေပေါ့တရုပ်ဆောင်နေဆိုတာလက်တွေ့ပုံစံတွေရှိတယ်နော်နောက်တစ်ခါ

နင်းလျော်အောင်ကြည့်သွားတာဒါကိုယုတ်တိခေါ်တယ်ယုတ်တိဒီဇာရကဆိုတဲ့ဇလန်နေရဲ့ဇာရကဆိုတဲ့သက်တည်နေရဲ့အာဂမဆိုတဲ့စာပေနဲ့သဘာဝဆိုတဲ့ဖြစ်စဉ်တွေပေါ့ဒါတွေကဒီချက်တွေကအကုန်လုံးနဲ့ညီသွားရင်ဘယ်သူမှညင်းလို့မရတော့ပါဘူး နော်တရားတွေကတော့ညင်လို့မရတာကြီးပါပဲညင်လို့မရတာကြီးခုနကတော့ဦးဇင်းတို့ပြောတဲ့သဘောတရားအစီအစဉ်နေရတာဒါကတော့မဟုတ်ဘူးမဖြစ်နိုင်ဘူးလို့ညင်ကြည့်ပါနော်ညံ့နေဆိုတဲ့သဘောကညံ့တာညံ့နေတာပဲရှိတယ်အဲ့ဒါအဲညံ့တာမဟုတ်ဘူးမဟုတ်ဘူးလို့ညင်လို့မရဘူးခုနပြောတဲ့သင့်တယ်ဆိုတာညံ့တာနေအမဲဒါလေးကတော့ တင်းနေနော်အတော်တင်းတော့ဟုတ်လာပြီဆိုတာဒါလည်းပဲငင်းတရားငင်းလို့မရဘူးလက်တွေ့တွေမှာဖြစ်နေကြတာအဲတောရာတတ္တာတွေကလည်းပဲဒါလည်းပဲရှိနေကြတာဖြစ်နေကြတာ